ချမ်းသာကြွယ်ဝလို့ရေခဲတော့မှာမင်္ဂလာဆောင်ခဲ့ကြတယ်မြမမင်းသမီး၃ယောက်ဒီဗီဒီယိုထဲမှာတော့ချမ်းသာကြွယ်ဝလို့တွားလိုက်ရခက်ခဲတဲ့ရေခဲတော့အထိကိုတက်ကထူးထူးခြားခြားမင်္ဂလာဆောင်ခဲ့ကြတယ်မြမရုပ်ရှင်မင်းသမီး၃ယောက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ဝင်းမုံရွှင်အခုလက်ရှိမှာအနုပညာလောကမှာအောင်မြင်ဆုံးထိတ်တန့်မင်းသမီးကလပ်ဖြစ်နေတဲ့ဝင်းမုံရွှင်ဟာရေခဲတော့ထိတ်မှာမင်္ဂလာပွဲကိုကျင်းပခဲ့တဲ့ထူးထူးခြားခြားမင်းသမီးလေးဖြစ်ပါတယ်အားလုံးလည်းတည်ကြတဲ့အတိုင်း ဝင်းမုံရွှင်ရဲ့ခင်မွန်းတဲ့တထေးကိုနိုင်ဖြိုးချုံဟာဆိုရင်မြန်မာနိုင်ငံမှာအောင်မြင်ဆုံးထိတ်တန်းလူငယ်စီးပွားရေးလုပ်ငန်းရှင်တို့ပါဝင်းမုံရွှင်ရဲ့ခင်မွန်းတဲ့တထေးကိုနိုင်ဖြိုးချုံဟာမြန်မာနိုင်ငံနာမည်ကြီး PP အချို့ရင်မိသားစုကတားဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလည်းပိုင်ဆိုင်ထားတာပါဒါကြောင့်လည်းဝင်းမုံရွှင်နဲ့နိုင်ဖြိုးချုံတို့ဟာတရုတ်နိုင်ငံကနာမည်ကြီးရေကဲတောင်ထိပ်မှာထိုးထိုးခြားခြားအောင်မင်္ဂလာပွဲကိုကျင်းပပေးခဲ့တာပါတို့ပြင်တော့နှစ်ဖက်သောမိဘတွေရဲ့ရှိမှာ ဝင်းမုံရွှေနဲ့တထိန်နိုင်ချိုးကျော်ရဲ့မင်္ဂလာဝဲကအခမ်းအနားဆုံးဖြစ်ခဲ့တာပါ။ဒါကြောင့်လဲဝင်းမုံရွှေကိုရဲတော်ထိတ်မှာမင်္ဂလာဆောင်တဲ့ရုပ်ရှင်မင်းသမီးဖြစ်နေတက်မှတ်ရမှာပဲဖြစ်ပါရင်။နံပါတ်2မိုးယူဆန်သူတို့ကြောင့်ဂျပန်နိုင်ငံကဖူဂျီရေကဲတော်မှာလက်ထပ်ခဲ့တာကတော့တယုတ်ဆောင်မင်းသမီးလေးမိုးယူဆန်ပါ။မိုးယူဆန်ဆိုတာကတော့မော်ရီလီတယောက်ဖြစ်နေမိုးရံရွှေလာမင်းနဲ့မျက်စုကလေးထိဆိုင်ကားလို့တဲ့ Miss Morrie ပြန်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရင်း မစ်မိုးယန်စုရရင်နဲ့အနုပညာလောကတွေကိုဝင်ရောက်လာလေသူတွေဖြစ်ပါနေ။အဲဒီနောက်မှာတော့မိုးယူဆိုင်ရဲ့ချစ်စရာကောင်းတဲ့လှချစ်စွယ်ဟန်ပန်အမူအရာလေးနဲ့တူရုပ်ရှင်နဲ့ဗီဒီယိုဇက်ကားတွေမှာတရုပ်ဆောင်တယောက်ပါဝင်ခွင့်ရလာခဲ့တာပါ။မိုးယူဆန်ဟာမြန်မာနိုင်ငံချမ်းသာဆုံးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ထည်ကိုစမ်းမိုးသူနဲ့လက်ထပ်ခဲ့တာဖြစ်ပါနေ။ကိုစမ်းမိုးသူဟာခရိုနီတစ်ထည်လုပ်ငန်းရှင်တစ်ထည်တိုင်းဝိုင်းထဲမှာတော်တော်လေးကိုနာမည်ကြီးတဲ့လုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့ ကေဗီဇာအောက်ဆိုရင်စီးပွားရေးလုပ်ငန်းတွေမှာအကျိုးတူစီးပွားရေးရှင်ရတွေပါဝင်ထားသလိုကိုပိုင်စီးပွားရေးလုပ်ငန်းများစွာနဲ့လက်ပတ်နေတာဖြစ်ပါတယ်။ဒီလိုချမ်းသာကြွယ်ဝတဲ့တထေးဇနီးဖြစ်လာတဲ့မိုးယူဆန်ဟာဆိုရင်လည်းမြန်မာနိုင်ငံမှာချမ်းသာဆုံးစီးရင်ဝင်အမှုညာရှင်တစ်ယောက်ဖြစ်လာသလိုဒီမကိုရင်ကလည်းအမှုညာလုပ်တွေကိုရန်နာကစီးပွားရေးလုပ်ငန်းများစွာကိုဥသိလောက်ကိုင်လက်ပတ်နေတဲ့တထေးမကြီးဖြစ်လာသူပါ။မိုးယူဆန်ဟာဒီလိုမျိုးကြီးကြီးနဲ့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်လည်း ဂျပန်နိုင်ငံကရေခဲတော်မှာလက်ထပ်ခင်တာဖြစ်ပါတယ်။နံပါတ်3ကြော်ကြော်နဲ့စွမျက်နှာကိုနောက်ဆုံးနေရင်ရေခဲတော်ထိပ်မှာထူးထူးခြားခြားမင်္ဂလာဆွံ့ကျွေးခဲ့တာကတော့ကြော်ကြော်နဲ့စွမျက်နှာကိုဇုံတွဲနေပါတယ်။ကြော်ကြော်နဲ့စွမျက်နှာကိုမင်္ဂလာကိုဆွံ့ကျွေးအလူလေးကိုအိန္ဒိယနိုင်ငံကဟိမဝန္တာရေခဲတော်ထိပ်မှာပြုလုပ်ခဲ့တာပါ။တေယုဆောင်ကြကြောင်းနဲ့စွမျက်နှာတို့ဟာဝေးလံနဲ့ဟိမဝန္တာတောင်တန်းကိုကိုရိုင်းသွားကဟိမဝန္တာရဲတော်မှာမဟာပုရိသဇဂုတော်ရရိတ်တာ မဟာပုရိသကျောင်းခုတော်ရဆရာတော်ဖျားကြီးအောင်ဦးဖျက်ဖျားမင်္ဂလာဆုံးကတ်လုပ်ခဲ့တာပါ။ဇော်ဝင်ရဲတော်မှာကျောင်းတဲ့ဆွေမြတ်တို့တို့မင်္ဂလာမောင်းနှံနှစ်ဦးဟာဆိုရင်မြမရွေးရဝစ်စုံလေးနဲ့ဝစ်စိန်ကစက္ကတ်လူရန်ခဲ့ကြတာပါ။ကျောင်းတဲ့ဆွေမြတ်တို့တို့ဟာမကြသေးခင်ကပင်မင်္ဂလာလက်မရေးထုတ်ခဲ့ပြီးတော့ဒီလိုဟိမဝန္တာတော်မှာမင်္ဂလာဆုံးကျွေးခဲ့တာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့မင်္ဂလာဦးဇနီးမောင်နှံတွေဟာတာမန်ဖုန်းကြီးကျောင်းမှာပဲမင်္ဂလာဦးဆုံးကျွေးလူကိုပြုလုပ်လေးရှိတာပါ။ဒါမှမဟုတ်ကျောင်းတဲ့ဆွေမြတ်တို့တို့ဟာဆိုရင် ။မင်္ဂလာဇနီးမောင်နှံကတော့တကိုးကြီးဆရာတော်ရှိတဲ့ဟိမဝန္တာရေရဲတော်နေရာကိုခက်ခက်ခဲခဲတွားရောက်ကလှူဒန်းခဲ့တာအလုံးကတာလူခွန်နေကြတာပါ။ဒီလိုမျိုးတွားရောက်လိုက်တာကကြောကြောနဲ့စွမျက်နှာဟာပထမအဆုံးလို့လည်းသိရပါတယ်။အခုပြောပြပေးသွားတာကတော့ရေရဲတော်ထိပ်မှာမင်္ဂလာပွဲကျင်းပကြတဲ့မြန်မာမင်းသမီး၃ယောက်ပဲဖြစ်ပါတယ်။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေထဲမှာလည်းရေကဲတော်ထိမှာအခုလုံးမင်္ဂလာပွဲကျင်းပကြတဲ့ပုံမှာမိမိရဲ့အမြင်လေးရှင်လည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။